ဘုရားသခင်၏ကောင်းချီးမင်္ဂလာအဖျက်ဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏26ရက်7လ2025ဗုဒ္ဓဟူးနေ့နေ့စဉ်တော်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်သာရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ခရစ်တော်၌သာရအမြင့်ဆွေထားသည် ထို့ကြောင့်ယေရှုသည်တကြိမ်နှစ်ပါးသောသူတို့အားသင်တို့သည်လည်းထွက်သွားခြင်းကအလိုရှိကြသလိုဟုမေတော်မူလျင်ရှိမုန်ပေတရုကသခင်အကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရမည်နည်းသာရအသနှင့်ရှင်သောစကားသည် ကိုရော၌တည်ပါ၏ရှင်ယောဟန်အခန်းကြီး6အငယ်69မှ68ကျမ်းစာကကိုရော်တီတည်င်းစကားတစ်ခုကိုဟောကြားပြီးနောက် တခင်ဖရာဤတပည့်အချို့သည်စိတ်အနောက်အရှက်ဖြစ်ခဲ့ကြကသူနောက်သို့လိုက်ရန်ရပ်တန့်ခဲ့ကြကြောင်းကျွန်ုပ်တို့အားမိတ်ဆွေထားပါသည်ထိုသူများသည်တစိမ့်တရံများမဟုတ်ပါသူတို့သည်ကိုရိုနှစ်အချိန်အတော်ကြာအောင်နေခဲ့ကြသည်သူတို့သည်သူတို့ဤဥစ္စာပစ္စည်းများကို ပေးလူခဲ့ကြပြီးကိုရောဤသာသနာလုပ်ငန်းကိုထောက်ပံ့ပေးကြပြီးကိုရောဤ နမိတ်လက္ခဏာများကိုတသက်ခံခဲ့ကြပါသည်သို့တော့သခင်ကငါအမှန်အကန်ဆိုသည်ကလူသားဤအသားကိုမစားအသွေးကိုမတောက်လျင်တင်တို့၌အတမရှိ ရှင်ယောဟန်အခန်းကြီး6အငယ်53ဟုဆိုသောအခါသူတို့သည်မခံနိုင်တော့ပါ သူတို့သည်ကိုရော့ထံမှထွက်ခွာသွားကြပါတော့သည်ထို့ကြောင့် အကျိုးရလက်အနေဖြင့်တခင်ဖျားသည်တစ်ချိတ်နှစ်ပါသောတပည့်တော်တို့ကိုလှည့်၍သင်တို့သည်လည်းထွက်သွားခြင်းကအလိုရှိကြသလောဟုမိတော်မူ၏ပေတရု၏တုံ့ပြန်မှုသည်မှတ်သားဖွယ်ကောင်းသည် ရှိမုန်ပေတရုကသခင်ကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရမည်နည်းထာဝရအသက်နှင့်ရှင်သောစကားသည် ကိုရော၌တည်ပါ၏ဟု ပြန်ပြောဆို၏ရှင်ယောဟန်အခန်းကြီး6အငယ် 68ထိုအရာသည်ဝန်ခံအနှံ့ခြင်းဖြစ်သည် ထိုအရာသည်တည်မြဲခြင်းဖြစ်သည်ဤအရာသည် အတုယူစရာဥပမာဖြစ်ပါသည်ယနေ့တွင်အချို့သောသူတို့သည်သခင်ကိုစော်ကားသောလူများကဲ့သို့ ပြုတ်မှုနေဆဲဖြစ်သည်သူတို့သည်စိတ်မချမ်းမသာဖြစ်နေကြပြီး အပြစ်တင် ဆုံးမမှုသို့မဟုတ် ကောလဟာလစကားများဖြင့်ပင်အလွယ်တကူတုံ့လောက် ၆ချတတ်ကြသည် သူတို့ဘဝတွင်တည်ငြိမ်မှုမရှိပေတင်းအုပ်ဆရာကအကြောင်းအရာတစ်ခုဟောပြောသည်ကိုသူတို့အကြောင်းပြောနေတယ်ဟု ကောက်ချက်ချကြသည်ရလက်အနေဖြင့် သူတို့သည်စိတ်အနှောက်အယှက်ဖြစ်ပြီးအသင်းတော်တွင်၎င်းတို့၏စကတ်အနံမှုနှင့်အေဝံဂေလိတရား၌၎င်းတို့၏ပူပေါင်းမှုမှနှုတ်ထွက်ကြသည်ဤသဘောထားသည်ဇာတိပဂတိဖြစ်သည် တည်ငြိမ်မှုကိုရွေးချယ်ပါနှုတ်ကပတ်တော်ထဲ၌၎င်းယုံကြည်ခြင်း၌၎င်းဘုရားသခင်၏အိမ်တော်၌၎င်းတမျက်ကြတီကအမြင့်တွင်နေပါကောလောသဲခန်းကြီး2အငယ်ခွန်တွင် NIV ကျမ်းစာ၏ဘာသာပြန်ဆိုမှုကိုကျွန်ုပ်နှစ်သက်လာပါသည်ထို့ကြောင့်သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည့်ဖြစ်၍ထိုသခင်၌စိုက်ပျိုးခြင်းတိဆောက်ခြင်းရှိလျက် ဤဥပဒေတာကိုခံပြီးသည့်အတိုင်းယုံကြည်ခြင်း၌မြဲမြံစွာဆွဲလန်းရဲ့ဂျေစုတော်ကိုကြီးမွန်းခြင်းနှင့်တကွယုံကြည်ခြင်း၌တိုးပွားပြည့်စုံရဲ့ထိုသခင်၌ကျင်လဲကြလော့ခရစ်တော်၌ထာဝရအမြင့်ဆွဲနေသောလူအမျိုးအစဖြစ်ပါသည်ယုံကြည်ခြင်းအရာ၌နည်းနည်းခိုင်မာကယုံကြည်စိတ်ချရပြီးမယိမ့်မယိုင်သောသူဖြစ်သည် ထပ်၍လေးလာရန်ကြံပါရှင်ယောဟန်အခန်းကြီး6အငယ်66မှ69ကောလသဲအခန်းကြီး2အငယ်6မှ9139ခုမြောက်သောစာလင်ပိုင်းငယ်165ဆူတောင်းခြင်းကိုအတူတကွာဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်ဤအသက်တာထံသို့တည်ငြိမ်မှုကိုဆောင်ကျင်းပေးပြီး မိဤယုံကြည်ခြင်းကိုအကျိုးတက်ရောက်စေသည့်တရှင်သောဝိညာဉ်တော်နှင့်တမိ၌ရှိသောကိုရောဤအသက်အတွက်ဂျေစုတင်ပါ၏ကျွန်ုပ်သည်ခိုင်ခံမှုသစ္စာဆောင်တည်မှုအာယုံစူးဆိုင်မှုတို့နှင့်အတူ ကိုရောဤနောက်သို့တိုင်းနေစဉ်ကျွန်ုပ်ဤယုံကြည်ချက်သည်နက်နဲခိုင်ခံ့ပြီးရင်းရံခြင်းမရှိပါကျွန်ုပ်သည်ခရစ်တော်၌အမြင့်တွင်နေပြီးတမ်းမြဲလေကြတိကာယခုနှစ်အစဉ်အမြဲတည်နေပါသည်တခင်ယေရှုဤနာမတော်မြတ်၌အာမင် တနှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်တစ်ပေအခန်းကြီး9ရေစကြည်လအခန်းကြီး35မှ36ကိုဖတ်ရှုဆင့်ကျင်နှလုံးသင်ကြပါစို့နှစ်နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ရောင်းရအခန်းကြီး15အငယ်1မှ30 900အခန်းကြီး26ကိုဖတ်ရှုဆင့်ကျင်နှလုံးသင်ကြပါစို့